င်္ဂလာပါရှင်မက်ရှလာ28ရက်သောကြာနေ့ရွှေရံကုန်ရဲ့ထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့တာချီလေးမြို့အထင်အမှန်နိုင်စင်ဖွလေတဲသတင်းမက်ရှလာ26ရက်နေ့နေ့ပိုင်းကရှမ်းပြည်နယ်တာချီလေးမြို့အထင်အမှန်နိုင်စင်ကိုအခမ်းအနားဖြင့်ဖွင့်လှစ်ကြောင်းသိရှိရပါတယ်။နိုင်စင်ဖွင့်ပွဲအခမ်းအနားကိုထိုင်းမြန်မာအမှတ်တရချစ်ကြည်ရေးတရားထိတ်အဝိုင်းပမာကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး20ပြည်တက်မတော်နေကိုကျိုးစုံကွန်ပြူတာအဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ ဆလတ်တင်ဆက်မဲ့သတင်းကတော့တကြံကာလအတွင်းမန္တလေးတိုင်းဒေသကြီးအတွင်းရှိရင်းကျေးမှုစုံများဖွင့်လှစ်ပေးထားမယ်ဆိုတဲ့သတင်းမဟာတကြံကာလအတွင်းအများပြည်သူလေလာအပန်းဖြေနိုင်ရန်မန္တလေးတိုင်းဒေသကြီးအတွင်ရှိရင်ကျေးမှုစုံများဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်းရှေးဟောင်းသူတေသနာနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှသိရပါဗယ်မန္တလေးတိုင်းဒေသကြီးအတွင်ရှိရင်ကျေးမှုစုံများကိုဖွင့်လှစ်ပေးရာတွင်ပင်းရရင်ကျေးမှုစုံအင်းဝရင်ကျေးမှုစုံတို့ကိုဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့သိရပါဗျာ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မြန်မာနိုင်ငံမှာ PDF များထံနေဆက်ဖြတ်ကျော်လက်နက်မောက်ခိုးပို့ဆောင်မဲ့လက်နက်ခရင်များထိုင်းစစ်တပ်ဖမ်းမိတဲ့သတင်းမြန်မာနိုင်ငံဗက်ချန်းရှိ PDF နှင့်လက်နက်ကိုင်များထံနေဆက်ဖြတ်ကျော်လက်နက်မောက်ခိုးပို့ဆောင်မဲ့လက်နက်ခရင်များကိုထိုင်းနေကြဆောင်တရင်35ကဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ။မက်စတာ26ရက်က နရစန်တပ်ဖွဲ့နေကြားဆောင်တရင်35မှာတပ်ဖွဲ့ဝင်များဟာဒတ်ခရိုင်ပေရာမက်ခရိုင်တွင်ခနေကျူးကျေးရွာအုပ်စုဝှေဟန်ကျေးရွာရှိစစ်စေးရေးဂိတ်နေရာတွင်တာဝန်ထမ်းဆောင်နေစဉ်ဒတ်ခရိုင်တာဆောင်းရန်ခရိုင်တွင်မှ အသက်60အရွယ်ရှိဥဖိုရဲ့ဒူတာအမတ်တစိလေမော်ရောင်ရှင်ကိုစစ်ဆေးခဲ့ရာခီးတဲ့ထိုင်ကုန်နောက်ဘက်ရှိ အဖြူရောင်ပုံးတွင်မှစစ်သုံးလက်နက်ခရိုင်နှင့်လက်ပစ်ပုံးနှလုံးစုစုပေါင်း9မျိုးကိုတွေ့ရှိခဲ့ပါသည် ၎င်းတို့မှာ 9mm 6စာဝါပစ္စတိုနှစ်လက်ကြည်လေးကူကြည်စံ200တောင်း M67 လက်ပစ်ပုံးတစ်လုံးနဲ့ K75 လက်ပစ်ပုံးတစ်လုံးတို့ဖြစ်ကြောင်းသိရပါတယ်ဖန်စီအဖွဲ့ဟာလက်နက်နဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းများကိုတင်စီခဲ့ပြီးရှင်ပိုင်ရှင်အားမေရာမက်မြို့နယ်ရေစခန်းသူပို့ဆောင်ကဥပဒေအရအေးအေးယူဆောင်သွားမှဖြစ်ကမြန်မာနိုင်ငံဘက်ချန်းရှိ PDF နဲ့လက်နက်ကိုင်များထံသို့နေဆက်ဖြစ်ကျော်လက်နက်မှောင်ကိုအကုန်ကူးမှုနဲ့ဆက်နွယ်မှုပေါ်ဆက်လက်ဆက်စည်နေကြောင်းသိရှိရပါတယ်ရှင်။ ထပ်မံတင်ဆက်မယ့်သတင်းကတော့ပြည်ဦးလယ်အနီးစခန်းလက်ပံကုန်းနဲ့နမ်ကတ်ရွာလမ်းပေါ်တွင်တရက်ထဲလူသက်စိုက်ကယ်လူရဲမှုနှစ်ကြိမ်ဖြစ်ပွားတဲ့သတင်းပြည်ဦးလယ်အနီးစခန်းလက်ပံကုန်းနဲ့နမ်ကတ်ရွာလမ်းတွင်မတ်လ26ရက်ကလူသက်စိုက်ကယ်လူရဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးလူရဲခံရသူအမျိုးသားနှစ်ဦးစလုံးသေဆုံးခဲ့ကြောင်းသိရှိရပါတယ် ဖြစ်စဉ်မှာအဆိုပါအနီစခန်းလက်ပံကုန်းနဲ့နမ်ကရွာလမ်းပေါ်တွင်မတ်လ26ရက်နေ့နေ့စိန်နိုင်ခန်းကအမျိုးသားတအူစိုက်ကယ်ရိုက်လူခံရမှုဖြစ်ပွားပြီးဦးကောင်းပွင့်ထွက်တရားဖြင့်နေရာမှာပဲတည်ဆုံခဲ့ကြောင်းသိရပါသည်တာတို့၎င်းနေရာနဲ့ငါးဖာလုံးအကွာခန့်တွင်စိုက်ကယ်ရိုက်လုမှုထမှန်ဖြစ်ပွားခဲ့ပြီးလူရခံရသူမှဖေဖက်ချန်အောင်ထိုးသွင်းထရာဖြင့်နေရာရင်ပင်တည်ဆုံမှုဖြစ်ပွားခဲ့ကြောင်းတုတိတာလူမှုကွန်ရီအသင်းမှသိရပါဗျာ အဆိုပါဖြစ်စဉ်မှာတေဆုံးလူနာအမျိုးသားနှုတ်အားပြည်ဦးလင်ပြည်သူစေယုံကြည်သူပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်ရှင်။နောက်ထပ်တဲ့ဆက်မဲ့သတင်းကတော့ PDF တွေကရွှေဘိုအောင်စေရစေတဲ့ကို short တိုက်တုံးနဲ့ပြတဲ့သတင်း PDF အမိခံအကြံဖက်သမားတွေစကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့တက်တာပတောင်ရက်ွက်မှာရှိတဲ့အောင်စေရစေတွင်ကို match လ25ရက်နေ့က short တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ကြတယ်လို့သိရပါဗျ အဲ့ဒီ PDF အမိခံအကြံဖက်သမားတွေကမတ်လ25ရက်မော်လဲတနအိခံမှာဥရှိကံကြေးရွာရဲ့အနောက်တောင်ဘက်မီတာ250ခန့်အကွာနေရာကနေရှော့တိုက်တုံးတစ်လုံးနဲ့ပြစ်ခတ်ခဲ့ကြတာလို့ဆိုပါတယ်။အစိုးရတက်ခတ်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တအူနဲ့ဈေးအတွင်းမှာဈေးရောက်နေတဲ့အမျိုးသမီးလေးဦးတို့ဘုံစာထိမှန်တရားရရရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေကိုရွှေဘိုမျိုးပြည်သူစေယုံသူပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ကျွန်တော်ရှင်ကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ဝန်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိ့ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။